အားလုံးမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့ဆိုင်းဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာအေရီတာမနေပိုင်ဝင်တော့ဆိုတဲ့စာအုပ်မလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်ခန်းတင်1950ခုနှစ်မတ်လတမောက်ဝါယမမဂဇင်းကိုအစိုးရဗဟိုပုံနေ့တိုက်တွင် ရိုက်နှိပ်၍တလတစ်ကြိမ်ထုတ်ဝေသည် မဂ္ဂဇင်းတွင်ခေါင်းကြီးတမဝါယမဆိုင်ရာ အထူးဆောင်ပါတရင်ဝေဖန်ချက်နှင့်စာအုပ်ဝေဖန်ချက်များကိုကျွန်တော်ကိုယ်တိုင် အထူးဂရုစိုက်၍ရေးသားသည် အချိန်မီမဂ္ဂဇင်းထွက်ရှိရေးအတွက်လည်းဗဟုပုံနေတိုက်သို့နေ့စဉ်လိုလိုတွားရောက်၍သက်ဆိုင်ရာပုံကူများနှင့်တွေ့ဆုံကဆောင်ရွက်ရသည်ကျွန်တော်နှင့်အတူတမဝါယမဌာနကပင်ခံထားသော လုပ်ငန်းဆိုင်ရာမန်နေဂျာတအုပ်လေးရှိသည် သူသည် မဂဇင်းထွက်ရှိရေးနှင့်ပတ်သက်၍လိုအပ်သမျှကိုကူညီဆောင်ရွက်ပေးလေသည်ကျွန်တော်အဖို့ဤအလုပ်သည် စာပေနှင့်ဆက်ဆက်နေသည့်အလျောက်စိတ်ဝင်စားပါသည်လောက်ကန်ရသည်မှလည်းအခက်အခဲမရှိအစဉ်ပြေနေသောကြောင့်ပျော်ပိုက်လျက်ရှိပါသည်တို့ရတွင်ပျော်တိုင်းလည်းမနေရသုံးလခန့်ကြာသောအခါကျွန်တော်အားပြည်ထရေးဝန်ကြီးဌာနလက်အောက်သို့ပြန်လည်လွှဲပြောင်းပေးလိုက်သည် ထိုစဉ်ကတမောက်ဝါယမ မဂဇင်းအယ်ဒီတာအဖြစ်ကျွန်တော်နေရာတွင်ရုတ်တရက်လူစားခံထားခြင်းမရှိသေးသောကြောင့်မဂဇင်းအယ်ဒီတာတာဝန်များကို လုပ်ငန်းဆိုင်ရာမန်နေဂျာအားလွှဲအပ်ပြီးလင်ပြည်ထောင်စုဝန်ကြီးဌာနသို့တွားရောက်၍သတင်းပို့လေသည်ပြည်ထောင်စုဌာနက ကျွန်တော်အားတိုင်းမင်းကြီးတူဦးလက်အောက်သို့ပို့မည်ဖြစ်သည်ဤသို့ပို့လင်မန္တလေးတိုင်းသို့တွားရောက်တာဝန်ထမ်းဆောင်လိုသောဆန္ဒဖြစ်ပေါ်လျက်ရှိပါသည်ကျွန်တော်သည် ဒုတိယကမ္ဘာစစ်တွင် အုတ်ချုပ်ရေးပတ်တွင်စတင်တာဝန်ထမ်းဆောင်ကလေးကအောက်မြန်မာပြည်တွင်သာတာဝန်ထမ်းဆောင်နေခဲ့ရသူဖြစ်သည် အထက်မြန်မာပြည်တွင်တခါတရံမျှတာဝန်ထမ်းဆောင်ခဲ့ဘူးခြင်းမရှိသေးပါ ထို့ကြောင့်ငယ်စဉ်ကနေထိုင်ခဲ့ဘူးသော အထက်မြန်မာပြည်အခြေအနေရရက်ကိုလေ့လာ၍အတွေ့အကြုံများရယူလိုစိတ်ရှိနေပါသည်ရင်းနှီးခဲ့ဘူးသောအညာသူအညာသားတွေနှင့်တွေ့ဆုံလိုသည် သူတို့တွေ၏ပြဿနာများကိုတတ်နိုင်သမျှဖြေရှင်းပေးလိုသည်အထူးသဖြင့်မိမိဇာတိဒေသဖြစ်သောမန္တလေးတစ်ဝိုက်တွင် တာဝန်ထမ်းဆောင်ရသောကောင်းလီစွာဟု ဆန္ဒဖြစ်ပေါ်နေမိပါသည်ပြည်တိုင်းဝင်ကြီးဌာနတွဲဘက်အတွင်းဝဥတာရင်၏အခန်းတွင်သို့တရင်ပူရန်ဝင်လိုက်သည်ဥတာရင်သည်မန္တလေးတွင်ခရိုင်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးမကြသေးမီကမှပြည်တိုင်းဝင်ကြီးဌာနသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရလေသည် သူသည် ဖြူဖြူဝဝခံရသူဖြစ်လေသည် သူရှိတွင်ထိုင်ကအာလာပတာလာပစကားပြောနေစဉ်အတွင်းဝင်ဦးချမ်းသာ ဝင်ရောက်လာသည်ဦးချမ်းသာသည်မန္တလေးမြို့တွင်ရှိသော ကျွန်တော်၏ဆွေမျိုးများနှင့်ကျွန်တော်ကိုပါတီကျွမ်းနေသူဖြစ်လေသည်တခါကကျွန်တော်ရေးသားလိုက်သည့်တယောစာတစ်ခုသည် သူနှင့်ပတ်သက်သောကြောင့်နောက်သားမျိုးရည်ရင်တော့ ဝူးသီးတော်တွားဖို့သာပြင်မိတော့ဟုအတီလိုလိုအပြောင်လိုလိုနှင့်ပြောဘူးသည်သူသည်ဥတာရင်ဤဇပွဲရှိတွင်ထိုင်နေသောကျွန်တော်ကိုမြင်သည်နှင့်ဟေးမလို့လေဒီဌာနပြန်ရောက်လာပြီလားဟုမေးလေသည်ကျွန်တော်ကမပြောကြမီဥတာရင်ကဟုတ်တယ်သူအခုတရင်လာပို့တာလေဟုဖြေလိုက်လေသည်ကဲဒီလိုဆိုသူ့ကိုမန်းကလေးတိုင်းသာပို့လိုက်ပြီတော့ဟုဦးချမ်းသာကပြောကထွက်သွားလေသည် အခန်းနှင့်များမကြမီကျွန်တော်အားမန္တလေးတိုင်းမင်းကြီးလက်အောက်သို့အိုးလိုက်ကြောင်းအမိတ်ပြန်တန်းထွက်လာလေသည်တကယ်ပြောင်းရွှေ့ရမည်ဆိုတော့ရင်ဆိုင်ရမည်ပြဿနာတွေအနန္တဤမြဝေးလံစွာတစ်ချိန်တစ်ခါမှမပြောင်းရွှေ့ဘူးသေးသောကြောင့်ရန်ကုန်မှမန္တလေးသို့ပြောင်းရွှေ့ရမည်အရေးသည် ကျွန်တော်အဖို့အလွန်ကြီးလေသောတာဝန်ကြီးတစ်ခုဖြစ်လေသည်စမ်းကြောင်းရဲ့လင်းလွန်းလန်းတွင်မကြသေးမီကမှဝယ်ယူထားသော အိမ်ငယ်ကလေးတွင်မြည်သူကိုထားခဲ့ရမည်နီရန်ကုန်မှမန္တလေးသို့မြည်သူသွားမည်နီထိုစဉ်ကရန်ကုန်မှမန္တလေးမိရထားလန်းလေပြည်တွင်တောင်းချမ်းမှုတန်းကြောင့်ပျက်စီးနေသည့်အချိန်ဖြစ်သည်မော်တော်ကားကြီးများနှင့်လိုက်ပါသွားရန်ကလည်းလမ်းတစ်လျှောက်လုံးဘေးအန္တရာယ်တွေများပြားလာသည်မမမကျန်းဖြစ်နေသည့်ဇနီးကို ခေါ်ဆောင်သွားရမည်ကိစ္စကလည်းမလွယ်ကူလားမန္တလေးရောက်လင်းနေရီးထိုင်ရီး အခက်အခဲရှိရုံမီဆွေမျိုးအိမ်တွင်ခိတခဏတဲခိုနေနိုင်မည်ဖြစ်တော်လဲကြာရှည်စွာနေလို့မဖြစ်မန္တလေးတိုင်းမင်းကြီးထံတရင်ပို့တော်အခါတွင်လည်းမြည်သည့်ဒေသသို့တွားရောက်တာဝန်ထမ်းဆောင်စီမီကိုလည်းမသိရသည်မန္တလေးတိုင်းသည်ကျဲဝန်းလာသည် မန္တလေးမြို့ပေါ်တွင်၎င်းအနီးနားဒေသများသို့သော၎င်းတာဝန်ပေးလင်တော်ပါသည်ဤဝေးလံသောဒေသများသို့ပို့လိုက်လေခက်ခက်ခဲခဲ တဆင့်သွားရောက်ရပြီးအုံးမီကျွန်တော်ဒီရင်ဆိုင်ရမိပြဿနာအရရက်ကိုတွေးပြီးစိတ်ရှုံနေမိသည်တို့ရတွင် အခက်ခဲတွေကို တွေးပြီးထိုင်နေလို့မဖြစ်ရင်ဆိုင်ရမိပြဿနာများကိုစူးစမ်းဖြေရှင်းပြီးမန္တလေးသို့အချိန်မီရောက်သွားရပြီမီကျွန်တော်တို့ထွက်ခွာသွားသောအခါအင်ကိုဆောင်းလျှောက်ရန်ကျွန်တော်ဇနီးဤဦးလေးကြီးမိသားစုကို ထားရှိခဲ့သည်ရှိသမျှသောပစ္စည်းပစ္စယပရိဘောကအနေငယ်ကို ကုန်တင်ကားကြီးများနှင့်မန္တလေးအရောက်တည်ယူရန်စီစဉ်သည်ကျွန်တော်တို့မိသားစုနှင့်တပည့်မောင်ဖိုးစိန်မှလေရင်ပြန်ဖြင့်မန္တလေးသို့တွားရောက်ရန် စီစဉ်ရသည် လေရင်ပြန်ကွင်းသို့ဆင်းရံပင်ပို့ဆောင်ရေးအတွက်အခက်အခဲရှိနေသည်မိဘတပွဲခင်မင်းနေသောရွှေဒဂုံဖျားလူကြီးဦးဖိုးစောကမော်တော်ကားတစ်စီးလွှတ်ပေးသောကြောင့်သာအဆင်ပြေသွားသည်ကျွန်တော်တို့မိသားစုသည်ရန်ကုန်မှဝုံရွာသို့ လေရင်ဖြစ်တဆက်ထဲသွားကြသည်ဝုံရတွင်မြို့မဝန်တော့ကြီးဖြစ်တာဝန်ထမ်းဆောင်နေသူကျွန်တော်၏ရက်ခွမအိမ်တွင်မိသားစုကိုထားခဲ့ပြီးလင်မန္တလေးသို့ကျွန်တော်တယောက်တည်းပြန်လာခဲ့လေသည် ကျွန်တော်သည်ဝါရန်ရက်ရှိကိုကိုကျော်မမတန်းတို့ခြံထဲတွင်တဲခိုသည်တယောက်တည်းဆိုတော့နေတိုင်းစားတော့ရည်လွယ်ကူသည် နောက်တနေ့တွင် မန္တလေးတိုင်းမင်းကြီးဥအောင်မြင့်ထံသွားရောက်တည်င်းပို့သည် တိုင်းမင်းကြီးသည် အသက်အရွယ်အားဖြင့်90ပတ်ဝန်းကျင်ခန့်သာရှိ၏ပေမေပါပါအရက်ရှိရှိ ဥပဒေရောက်ကောင်းသူဖြစ်သည် ကျွန်တော်အားအရင်ကမြည်သည့်ဒီသားများတွင်တာဝန်ထမ်းဆောင်ခဲ့သည့်များကိုမေးမြန်းသည်ကျွန်တော်ကတာယာဝရီခရမ်းရှိမြို့နယ်များတွင်ဂျပန်ခေတ်မှစ၍တာဝန်ထမ်းဆောင်ခဲ့မှုကြောင့်အထူးသဖြင့်မိုးညိုမြို့တွင်တောင်ကျန်းသူများနှင့်တိုက်ပွဲဝင်ခဲ့ရသည့်အကြောင်းများကိုပြောပြသောအခါသူသည် စိတ်ပါဝင်စားစွာနားထောင်သည်သူဤမျက်လုံးဆုံသည်အယောင်လျှောလာပြီးအာရဝမ်းမြောက်လာပုံရသည်음မောင်ရင်ကတောင်းကျမ်းသူတွေနဲ့ပတ်သက်ပြီးအတော်အတွေ့အကြုံရှိတာပဲမောင်ရင်နဲ့တင့်တော်တဲ့နေရာပို့ပေးရမှာပေါ့ဟုပြောလိုက်လေသည်တိုင်းမင်းကြီးဥအောင်မြင့်သည်ရုံးလုပ်ငန်းများကိုစိတ်ပါဝင်စားခြင်းမရှိလားရင်ဝတ်ပြီးပြားရေးကိုအထူးအလေးထားဆောင်ရွက်နေသူဖြစ်သည်ခရီးများများသွား၍ တောင်ညံသူရှင်းလေးရေကိုဦးစားပေးလုတ်ကန်နေသူများကို သဘောကြသည် တိုင်မင်းကြီးရုံမှထွက်ခွာလာခဲ့ပြီးအနီးနားတွင်ရှိသော ခရိုင်ဝင်ရုံးသို့ဝင်ရောက်ပါသည် ထိုစဉ်ကမန္တလေးခရိုင်ဝင်မှာ ကျွန်တော်နှင့်တာယာဝရီခရိုင်၌1942ခုနှစ်မှစ၍အတူ တွဲဘက်တာဝန်ထမ်းဆောင်ခဲ့သူဦးစိမ့်မောင်ဖြစ်သည်ဦးစိမ့်မောင်သည်ကျွန်တော်နှင့်ဆိုလျှင်တာဖတပွဲအလွန်ရင်းနှီးချစ်ခင်သူဖြစ်သည် စစ်ပီးကာလတာယာဝရီတွင် ခရိုင်ဝန်ရုံးလုပ်ငန်းနှင့်ပတ်သက်၍လက်တွေ့တင်းတန်းတက်နေသောအခါများ၌လည်းသူ့အိမ်မှာပင် စားတောက်နေထိုင်ခဲ့ရသည်ကျွန်တော်သူ့ရုံးငန်းတွင်သို့ဝင်သွားသောအခါကင်းကွာနေသောဆွေမျိုးရင်းချာတယောက်ကို တွေ့လိုက်ရတဲ့ကဲ့သို့အာရဝန်တာဖြစ်သွားလေသည်တိုင်းမင်းကြီးနှင့်တွေ့ခဲ့ပြီလားဟု မေးသောအခါကျွန်တော်ကတွေ့ခဲ့ပြီဖြစ်သည့်အကြောင်းတိုင်းမင်းကြီးနှင့်မြည်သူမြည်ပုံ ပြောဆိုခဲ့ရသည့်အကြောင်းများကိုပြန်လည်ပြောပြပါသည်ကျွန်တော်ကမိုးညို့အကြောင်းများကို တိုင်မင်းကြီးအားပြောပြသဖြင့်တင်တော်သည့်နေရာကိုပို့ပေးမည်ဟုမိန့်ကြားလိုက်သည့်အကြောင်းပြောသောအခါအင်းကိုရင်ကိုမိုးညို့လိုနေရာမျိုးပို့လိမ့်မယ်ထင်တယ်ဟုမှတ်ချက်ပြုလေသည် နောက်နေ့ရက်ခန့်အကြာတွင်ဦးစိမ်းမောင်မှတ်ချက်ပြုလိုက်သည့်အတိုင်းပင်ကျွန်တော်အားမိဋ္ဌိလာခရိုင်တာစီတို့နေပိုင်ဝင်တော့ဖြစ် ခန့်အပ်လိုက်ကြောင်းအမိန့်ပြန်တဲ့ထွက်နေသည်ဟုသိရှိရလေသည် ထိုစဉ်ကသားစီတွင်ကျွန်တော်ထက်အသက်အရွယ်ကြီးသောဦးပိုးစိန်ဆိုသူနေပိုင်ဝင်တော့ဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်သားစီပတ်ဝန်းကျင်တွင်တောင်းရန်သူများတောင်းရန်နေတော့အချိန်ဖြစ်သည်မိသားစုကိုခေါ်ဆောင်သွား၍မဖြစ်ကျွန်တော်သည်ဆွေမျိုးသားချင်းများနှင့်ဤဆက်ရမန္တလေးခရိုင်တွင်သာ တာဝန်ထမ်းဆောင်လို့စိတ်ပြင်းပြနေပါသည် ထို့တော်တွင် အမရပူရနေပိုင်ဝန်တော်မန္တလေးသာဥခင်ဝင်းနှင့်တွေ့ဆုံရာ သူသည် မမမချမ်းဖြစ်သည့်အတွက်ခွင့်ယူမိဖြစ်ကြောင်းသူ့နေရဖြစ်သောနေပိုင်ရာထူးကိုရရှိအောင်ကြိုးစားစီလိုကြောင်းတိုက်တွန်းလေသည်။သူနှင့်သူဤခွင့်ဆောင်လွာမိတူကိုပါယူဆောင်လျက်ရန်ကုန်သို့တစ်ခေါက်ပြန်လာခဲ့လေသည်။ပြည်ထရေးဝန်ကြီးဌာနတွင် ပါလီမန်အတွင်းဝင်ဖြစ်ဆောင်ရွက်နေသူဦးထွန်းဝင်းကိုဝင်ရောက်တွေ့ဆုံပြီး ကျွန်တော်ဤဆန္ဒနှင့်အခြေအနေကိုတင်ပြပြောဆိုသည်ဦးထွန်းဝင်းနှင့်ကျွန်တော်မှာရန်ကုန်တက္ကသိုလ်ဘကိုးဆောင်တွင် အတူတူနေခဲ့ဘူးသည်ကျောင်းသားတမကကိစ္စများကို အတူတကွဆောင်ရွက်ခဲ့ကြသူများဖြစ်သည့်အလျောက်ရင်းနှီးနေပါသည်ထို့ကြောင့်တဦးနှင့်တဦးဝင်းပွင့်လင်းလင်းပြောဆိုတိုင်ပင်နိုင်ကြသူများဖြစ်ကြလေသည်ခမည်းတော်မန္တလေးတိုင်းမင်းကြီးအောက်ပို့ပေးထားပြီးဖြစ်တော့ခုမှကျွန်တော်တို့ဝန်ကြီးဌာနက ဒဲနေရပို့ပေးပါလို့မပြောတယ်ဘူး။တိုင်းမင်းကြီးအလုပ်ကိုကျွန်တော်တို့ဝန်ကြီးဌာနကဝင်ရောက်ဆွဖက်တယ်လို့ဖြစ်နေမယ်။ဒီတော့အမိတ်ပေးတဲ့သဘောမဟုတ်ပဲအကြံပြုတဲ့အနေနဲ့အကြောင်းကြားပေးမယ်။ဟုပြောဆိုလေသည်။သူသည်ကျွန်တော်အားတွဲဘက်အတွင်းဝန်ဥတာတဲ့အခန်းသို့ခေါ်ဆောင်သွားပြီးလေသူတို့နှစ်ဦးတိုင်းမင်း၍တိုင်းမင်းကြီးထံတန်ကျိုးရိုက်လိုက်လေသည်။တန်ကျိုးစာကြီးဆိုလိုရင်းမှာ မကျမ်းမာခွင့်သွားမိဖြစ်သော အမရပူရနေပိုင်ဥခင်ဝင်နေရာကို ကျွန်တော်အားပို့ရန်အကြံပြုထားခြင်းဖြစ်လေသည်ကျွန်တော်သည်မန္တလေးသို့ပြန်လာပြီးတိုင်းမင်းကြီး၏အမိန့်စာကိုစောင့်ဆိုင်နေသည် စိတ်ထဲတွင်နေပိုင်ဝင်တော့ဖြစ်အမရပူရသို့သွားတော်မူဟုထင်နေသည်တို့ရာတွင်ကျွန်တော်ထင်သလိုဖြစ်မလာပါမရရနေပိုင်ဝင်တော့ဥစိန်လန်အားအမရပူရသို့ပို့လိုက်ပြီးလင် ကျွန်တော်အားမရရသို့ပို့လိုက်လေသည် ထိုအမိန့်စာရရှိသောအခါကျွန်တော်သည်အတော်စိတ်မကောင်းဖြစ်ပြီးအခံရခံနေပါသည်တို့ရရင်ကောင်းအေးထား၍စဉ်းစားသောအခါတိုင်းမင်းကြီး၏ဆောင်ရွက်ချက်သည် အလွန်မင်းတရားမျှတာကြောင့်သိလာသည်မရေရာတွင် နှစ်နှစ်သုံးနှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သောဦးစိန်လိုင်သည်ထိုနေရာမှပြောင်းရွှေ့ရန်ဆန္ဒပြင်းပြလျက်ရှိသည် ပြောင်းရွှေ့ပေးရန်လဲအချိန်တန်နေပါပြီသူသည် အိမ်တော်မရှိသူဖြစ်တော့လေညစဲလိုလိုတနတ်တန်တွေကြားရတော့မရရရင်အဘဲမှလင်းကြာရှိစွာနေခြင်းမအန်ဒီအခန်းသုံးမရရတို့သွားမိကြောင်းတည်တော့ခါမန္တလေးမြို့ရှိဆွေမျိုးသားချင်းမိတ်တင်ကဟများကစိတ်မချနိုင်အောင်ဖြစ်ကြလေသည်မရရသည်မန္တလေးမြို့နှင့်မိုင်း20ကျော်မြသာဝေးတော်လေမရရဟူသောတန်ကိုကြားလင်မန္တလေးမြို့သူမြို့သားများတုံ့လုံခြောက်ခြားကြသည် မရရနေသည်ငှက်ဖြားထူသည်တောင်းညံသူများဝိုင်းရံနေသောကြောင့်အန်ဒီရဲ့အလွန်များသည်ဟု ဆိုကြသည် ထို့ကြောင့်မရရသို့တွားရောက်တော်မီကျွန်တော်အားအနေထိုင်စားတော့တတိထားငှက်ပြောသည်ကိုမစားနဲ့ရေကိုကြိုချက်တော့စားသဖြင့်ကျမ်းမာရေးအတွက်တတိပေးစကားပြောကြကြသည် ထို့ပြင်အသွာလာတတိထားသူရဲ့ကောင်းကြီးလှုပ်ပြီးစွန်းစားကနေလှုပ်မနေနဲ့လုံကြုံရေးဂယုပြုအစာရှိသဖြင့်လည်း တတိပေးကြသည်မန္တလေးခရိုင်ဝန်အားတွားရောက်တွေ့ဆုံသောအခါကဲကျုံမပြောဘူးလားမိုးညိုလိုနေရာမျိုးကိုခမားပို့လိုက်မယ်ဟူသောစကားဖြင့်စီးချူနှုတ်ဆက်လေသည်မနေရာကမိုးညိုနေတူရဆိုပေမဲ့မိုးညိုလောက်မဆိုးပါဘူးလမ်းမဆက်သွေးကြီးလည်းကောင်းပါတယ်တက်မတော်တက်ခွဲတစ်ခုလည်းရှိနေတော့စိတ်ချရပါတယ်ဟူဆက်လက်ပြောကြလေသည်ထိုနေ့ကမန္တလေးတွင် တာဝန်အရခေတ္တရောက်ရှိနေသော မရယာမြို့ပိုင်ဦးဘိုးကြီးနှင့်တွေ့ဆုံပေးလေသည်ဦးဘိုးကြီးသည် မေမြို့သားဗမာမူဆလင်တူဖြစ်သည် သူသည် ထောင်ထောင်မောင်းမောင်းနှင့်တုတ်ခိုင်သောခန္ဓာကိုယ်ရှိသည်တွက်လက်ချက်ချာသူဖြစ်သည် ခရိုင်ဝန်ကကျွန်တော်တို့နှစ်ဦးကို မိတ်ဆက်ပေးရာ သူသည် အာရဝန်တာစွာဖြင့်ကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်ဝန်တော်ဝင်းနှင့်တွေ့ရလို့အင်မတန်ဝမ်းသာပါတယ်။မွန်းညိုတော့ကဝန်တော်မင်းရဲ့အကြောင်းတွေကို ကြားသိထားရလို့ ားရလှပါတယ်။အထူးပဲအားလဲကိုးပါတယ်။မရရဟာမိုးညိုလောက်တော့မစိုးပါဘူး။ဟုပြောကြလေသည်။အခန်းလေးနနက်စောစောတွင် ကျွန်တော်သည် မြင်းရထားဖြင့်မန္တလေးနန်းတော်မြို့ရိုးနှင့်ကျုံဤမြောက်ဘက်တွင်ရှိသောတရဲစည်းဘူရာသို့လာခဲ့လေသည်။မြို့ပိုင်ဥပိုလ်ကြီးသည် မော်တော်ဆိုင်ကယ်ဖြင့်ထိုဘူရာသို့ မရှိမနှောင်းပင်ရောက်ရှိလာလေသည်။သူသည်ဘူရာနီးရှိအိတ်တိအိမ်တွင် မော်တော်ဆိုင်ကယ်ကို အနံပြီးလင်ဘူရာတွင်းသို့ရောက်ရှိလာလေသည်။နောက်ပိုင်းတွင်မရယာနှင့်မန္တလေးအသွားပြန်ခရီးများတွင်မြို့ထဲမှတရေစီဘူရာသို့အလာတွင်၎င်းဘူရာမှမြို့ထဲရှိမိမိအိမ်သို့၎င်းကျွန်တော်သည်ဥဘိုလ်ကြီး၏မော်တော်ဆိုင်ကယ်နောက်မှ စီးနှင်းလိုက်ပါတက်လေသည်။ထိုစဉ်က မန္တလေးနှင့်မရယာအသွားပြန်နှာခေါက်စီပြေးဆွဲလျက်ရှိသောမိရထားသည်တရေစီဘူရာမှ စတင်ထွက်ခွာသည်ညနေဘက်ဒုတိယကြိမ်ပြန်လာသောအခါတွင် ထိုဘူရာတွင်ယထာတွင်များဖြုတ်ထားခဲ့ပြီးဆက်ကောင်းသာလေမန္တလေးဘူရာသို့ပြန်သည်နနေ့ကျမှဆက်ကောင်းသည်တရေစီဘူရာသို့မောင်းနှင်လာကယထာတွင်များကိုဆွေး၍မရေယာသို့သွားလေသည်မန္တလေးမှမရေယာသို့သွားလိုသူများသည်တရေစီဘူရာမှယထာစီကြရသည် အပြန်တွင်လည်းတရေစီဘူရာတွင်ဆင်း၍ မြို့တွင်းသို့မြင်းရထားဇပင်စာသည်များနှင့်အစဉ်ပြေသလိုလာကြရသည်တညာလုံးရထားတွဲများကိုဂူလာထဲတွင်ရထားသောကြောင့်အနီးနားအိမ်တွင်မှလူအများသည်မိရထားတွဲထဲရှိ အိမ်သားကန်းများကိုသူတို့ကိုယ်ပိုင်ဖြင့်အသုံးပြုနေကြလေသည် ထို့ကြောင့်မိရထားတွဲအောက်တွင် မိုးမောက်လျက်ရှိသောမစင်ပုံများနှင့်ဒုတ်ချောင်းဆက်ကူစုံများကို မြင်မကောင်းတွေ့ရှိနေရလေသည် လေတင့်နိုင် ရနံ့တွေဖြားနေသည့်အနံ့ဆိုးများကိုလည်းခီးသည်များမလွဲမရှောင်သာ ရှူရှိုက်ကြရသည်ထိုဘူရာတွင်တွင်ယထာစီရန်ရောက်ရှိနေကြသောလူအများသည် အများအားဖြင့်မရရနှင့်မန္တလေးကူးတန်းနေကြသည့်ဈေးတယ်များဖြစ်ကြသည်တရေစီဘူရာမှထွက်ခွာသည့်ယထာနှင့်မရရတွင် ရောင်းချရန်ကုန်ပစ္စည်းများကိုယူဆောင်လိုက်ပါလာကြပြီလေမရရမှထွက်ရှိသည့်ကုန်များကို ပြန်လည်တင်ဆောင်လာကမန္တလေးတွင်ရောင်းချကြသည်သူတို့သည်ရထားတွဲတွေအောက်မှ ထွက်ပေါ်လာသော အနံ့ဆိုးများကိုလည်းဂယုမဆိုင်နိုင်မိမိတို့ရောင်းရေးဝတ်တာနှင့်ပတ်သက်သည့်ကိစ္စများကိုသာစူညံအောင်ပြောဆိုနေကြလေသည်မိရထားတွဲတိုင်းတွင်သူတို့တွေနှင့်ပြည့်ကျက်နေသည်ဦးဘူကြီးသည် ကျွန်တော်တို့အတွက်လက်မှတ်နှစ်ဆောင်ယူလာသည်ရထားတွဲပေါ်မှဈေးတင်များသည်လက်မှတ်ယုံတွဲမှထွက်လာသော ဦးပိုကြီးနှင့်ကျွန်တော်ကိုထူးဆန်းစွာလှမ်းကြည့်နေကြသည်ဒီလူတွေထဲမှာလက်မှတ်ယူစည်းရလူ25ရာခိုင်နှုန်းတောင်ရှိမှာမဟုတ်ဘူးဟုဦးပိုကြီးကဆိုလေသည်ဘာဖြစ်လို့လဲကျွန်တော်ကမေးလိုက်သည်နားလည်မှုပေါ်ဝန်တောင်မင်းနားလည်မှုပေါ်ဒီလမ်းမှာလက်မှတ်ဝယ်စည်းရလူဟာလူထူးထူးဆန်းပဲဒါပေမဲ့ဗျာမိရထားတွေ့တိုင်းမှာတော့လက်မှတ်မပါရှက်စရာလို့ရေးထားတာပဲရှက်တတ်တဲ့လူကနေသားပဲ မဟုတ်တာများများလောက်တော့လေဟုတ်တာဖြစ်သွားတာပေါ့အခုတော့လက်မှတ်ဝယ်စည်းတဲ့လူကပဲရှက်စရာလိုဖြစ်နေပြီဟုပြောကြနေသည်ယထားထွက်သောအခါကျွန်တော်တို့နှစ်ဦးသည်ဂတ်တွဲတွင်ထိုင်၍လိုက်ပါလာကြလေသည်ဂတ်တွဲသည်လည်းအကာရန်လုံခြုံမှုမရှိဟာလာဟင်းလင်းဖြစ်နေသောကြောင့်လေတဟူဟူတိုက်ခတ်နေသည်ထိုတွဲပေါ်တွင်ကျွန်တော်တို့နှစ်ဦးသားမကမန္တလေးတွင်နေပြီးမရရာတို့တွားရောက်ရုံးတက်ကြသည် ဝန်ထမ်းများနှင့်ကပ်ဘိုး၏အတိမိတ်ဆွေများလည်းပါလာလေသည်။သူတို့တည်းတွင်လက်မှတ်ဝယ်စည်းသူမြည်မြပါမည်နီ။နာဆင်ပေးသူအလုံးကိုကျေးဇူးတူပဲတင်ရှိပါရဲ့ရှင်။